မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ21ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိပ်တိုက်ပွဲသတင်းကတော့ဘကူတိုင်းပြည်ခရိုင် ်ပေါန့်တယ်မြို့နယ်မှာရှိတယ်စစ်ကောင်စီတပ်ဖွဲ့ရဲ့အင်အားတရာဝန်းကျင်ရှိတယ်ပိန်ကုန်းတာဝါတိုင်းစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပိန်ကုန်းတာဝါတိုင်းစခန်းသိမ်းပိုက်မခံရမီအင်အားဖြည့်တင်းရန်လာတဲ့စစ်ကူအင်အား80လောက်ပါတဲ့စစ်တပ်စစ်ကြောင်းကိုမေလ18ရက်နေ့မှာ PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြည်ခရိုင်တပ်ရင်း3632တပ်ရင်းကပြောဆိုထားပါတယ် ကျန်တဲ့စစ်ကူများဟာတိုင်ကုန်းတာဝါတိုင်းစခန်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းနိုင်ခဲ့တော့လေနောက်တရက်မေလ18ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်သားများအလုံးဟာစခန်းကိုဆုံခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်မေလ19ရက်နေ့မှာစခန်းကို PDF ပူးပေါင်းအဖွဲ့ကအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်ဒီဘက်မှာတော့တပ်ဆွဲထားတာနေရာတော့မရှိတော့ဘူးမြို့အနီးနားမှာတော့စခန်းနေရှိနေသေးတယ်မြို့နယ်ကြားထဲမှာတော့ကြောက်ကြီးတောင်စခန်းတစ်ခုရှိသေးတယ်လို့ပြည်ခရိုင်တပ်ရဲ363မြောက်နှစ်ကတရင်နယ်ပြည်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကရှင်းပြထားပါတယ် ၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသစစ်ဒေသခွဲနှင့်ဘကိုးတိုင်းစစ်ဌာနဗျူဟာ21လက်အောက်မှာရှိတဲ့ပြည်ခိုင်တရင်363ညနဲ့တရင်363ညတဲ့ပြည်ခိုင်ပြည်သူ့ကာကွယ်အဖွဲ့ပကောက်ဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တိန်ကုန်းတာဝါတိုင်းစခန်းကနေစခန်းကိုဆုတ်ခွာထွက်ပြေးသွားတဲ့စစ်သားများကိုစစ်ကောင်စီကပြည်မြို့ဘက်ကနေတဆင်ရခိုင်ရိုးမှရှေ့တန်းနေရများနဲ့မကွေးတိုင်းဘက်ကိုပို့ဆောင်နေတယ်လို့ ရဲဘော်ရက်စတာကပြောပြထားပါတယ်အဲ့ဒီတိန်ကုန်းတာဝါတိုင်းစက်ခန်းကစစ်ကောင်စီတပ်သားများဟာအရဲသားများကိုပေါ်တာဆွဲခြင်းတပ်ဖြတ်ခြင်းများကိုပြုလုပ်နေတယ်လို့အနည်းနာမှာရှိတဲ့ခြေရွာများကိုလည်းမိရှုပ်ဖြတ်စည်းခြင်းများပြုလုပ်လေရှိတယ်လို့ဒေသခံများကပြောပါတယ်ပြီးခဲ့တဲ့မေလ12ရက်နေ့ကလည်းပြည်သူ့ကာကွယ်ရေးတပ်များရဲ့ပိတ်ဆို့တိုက်ခိုက်မှုများကြောင့်ပေါန့်တယ်မြို့နယ်မှာရှိတဲ့တပ်ပုတ်တာဝါတိုင်းအထိုင်စက်ခန်းကစစ်ကောင်စီတပ်သားများဟာစက်ခန်းကိုဆုံခွာထွက်ပြေးသွားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update တရင်ကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်မြို့မှာရှိတဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်တောင်ကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာဗိုလ်မှူး၃ဦးအပါအဝင်စစ်သား9ဦးတိဆုံသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ19ရက်နေ့မနက်9:20မိနစ်ကတန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်တောင်အတွင်းကိုတရခုံမမ short တိုက်ဒုံး၅လုံးနဲ့ပြစ်ခတ်ရာ၄လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါရတယ်။ အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာတင်နန်းသားအရာရှိဘုံမှု9ဦးစိုးရိမ်ပွဲအဆင့်ဒဏ်ရာရရှိခဲ့ပြီးတော့၎င်းတို့ကိုတပ်မတော်စစ်ဆေးရုံကိုပို့ဆောင်ကုသနေတဲ့အချိန်3ဦးတင်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်ကြောင်းအုပ်ကြီးလုံခြုံရေးစစ်တီ2ဦးဒုတက်ချက်2ဦးတို့ပွဲချင်းပြီးတင်ဆုံးခဲ့ရာစုစုပေါင်းတင်ဆုံးသူ9ဦးထိရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကြောင်းအုပ်ကြီးရဲ့နေအိမ်ကားကိုတောင်းနဲ့ကားအကြီး2စီးတရင်မှုတင်နန်းသားအရာရှိအိတ်ဆောင်များဖြစ်တဲ့အင်ဂျင်ဆောင်၊ဒဇင်ဆောင်၊နေစီဆောင်များကြောင်းမဟုတ်ခင် ်ကင်းသားအိတ်ဆောင်ထိမှန်ခဲ့ပြီးတော့တနက်တင်တဲ့စဉ်6ခုနဲ့ចောင်းဌာနချုပ်လက်နက်တိုက်မျက်နှာချက်ပွင့်ထွက်ပြီးတော့လက်နက်များထိခိုက်မှုရှိခဲ့တယ်လို့သိရပါဗျ။ចောင်းမဟုတ်ကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့မှုကြောင့်စစ်သား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နောက်ထပ်စုစုပေါင်း16ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM Anti-Coup People's Liberation Force ACPLF Mountain Knights Civilian Defense Force MKCDF KNLA တပ်မဟာနဲ့တရဲငါတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်တော်ဟာအောင်မြန်မာပြည်မှာရှိတဲ့တရဲတပ်ဖွဲ့အသီးသီးကိုဥဆောင်နေကြတဲ့အရာရှိများအတွာတပ်စုမှုတပ်ခွဲမှုနဲ့တရဲမှုတင်တန်းများကိုပေးပြီးတော့တိုက်ခိုက်ရေးပညာကိုအဓိကတင် जा ပေးနေတဲ့တိုက်ခိုက်ရေးတင်တန်းကြောင်းဖြစ်ပြီးတော့စစ်ရှုံးကောင်စီရဲ့ဩဇာခံပြီး ပြည်သူလူထုကိုနီလာမျိုးစုံနဲ့နှိပ်စက်ရန်စစ်ကောင်စီရဲ့ရန်တရားကိုအမိန်ပေးကုတ်ကဲနေတဲ့စစ်ကောင်စီအရာရှိများကိုပြည်သူတွေရဲ့ကိုစားတံပြန်ပြီးတော့တိုက်ခတ်ရန်ရည်ရွယ်ပြီးတော့ BWM နဲ့မဟာမိတ်များက BWM Mission 38အဖြစ်နဲ့ပေါ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမှာစစ်မှုထမ်းခြေကောက်ခံမှုအပေါ်လူမှုကွန်ရက်ကနေတစဲဝေဖန်မှုစစ်အရာရှိလိုက်ပါလာတဲ့ကားကိုမှန်ချခိုင်းတဲ့အမှုတို့နဲ့မိထီလာပြူစောတီခေါင်းဆောင်ဇော်ယူထုံးကိုစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ထောက်ခံသူလည်းဖြစ်အစိုးရမဘာသာအဖွဲ့ဝင်လည်းဖြစ် စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ဇော်ယူထွန်းဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့အချိန်ကတည်းကစစ်ကောင်စီတပ်ရဲ့သတင်းပေးအဖြစ်နဲ့အလုံလုံခံခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့စစ်တင်နှမ်းများကိုတက်ရောက်ခဲ့က2022ခုနှစ်ကစတင်ပြီးတော့မိထီလာမျိုးရဲ့ပြူစော်ဒီခေါင်းဆောင်ဖြစ်လာခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မိထီလာမျိုးလုံချုံရေးများမှာစစ်တပ်နဲ့အတူပါဝင်လာခဲ့ပြီးတော့မိထီလာမျိုးအဝင်တိုးဂိတ်မှာ၎င်းကိုစစ်တပ်ကလုံချုံရေးခေါင်းဆောင်ယာဒူးတာဝန်ပေးခဲ့တယ်လို့သိရပါဗါး အခုလိုမျိုးတာဝန်ပေးထားတဲ့အချိန်မှာဖြတ်တန်းသွားလာနေတဲ့ကားမှန်သမျှကိုမှန်ချခိုင်းခဲ့ရာမလိုင်မြို့နယ်ကဗိုလ်မှူးဝေဖြိုးမောင်းနေလာတဲ့ Nissan Ativan ကားကိုမှန်ချခိုင်းရာကနေဗိုလ်မှူးဝေဖြိုးနဲ့မိဒီလာမြို့ကပြူစော်တီခေါင်းဆောင်ဇော်ယူထွန်းတို့ကြားမှာအချင်းများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါဗျ။ဗိုလ်မှူးဝေဖြိုးဆိုသူကတနက်နဲ့ပြစ်မယ်၊လက်ပြဘုံနဲ့ခွဲပြစ်မယ်ဆိုပြီးတော့ချိန်ချောက်ခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ကဘာမှအမှားမရှိသေးဘူး။မင်းအဲ့စာကတ်ထားတာ။ဒါဆက်တော်ရဲ့လမ်းကြောင်းမှာဆက်တော်ရဲ့လမ်းကြောင်းဥပဒေရမယ်အဲ့လိုစာကတ်လို့ရတယ်။ တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြောတက်နေရခိုင်းရှင်းဟောင်းရှင်းမယ်နားလေမယ်လေမပြောင်းလဲပြောင်းမပြောင်းလဲကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတာဝန်မလားတက်နေလုံးကအောက်ချုပ်နေတာအေးအဲ့ဒါကျွန်တော်တက်ကနေနားလေဟောနားလို့နေဘုံမလဲဟိုကဘုံလက်ပြညာတယ်ပဲကျွန်တော်လက်ပြညာတယ်ပဲမင်းဘယ်တက်ကတက်တယ်ငါကြည့်ဘယ်တက်တာကတက်တယ်အဲ့ဒါမပြောနဲ့ဘုမှုစာချင်းတော့ထွက်လာတယ်အဲ့ဒါကိုမပြောနဲ့ဘုမှုဘုမှုတာဝန်လေဘုမှုမှာ မလိုက်စီမှာတောင်းဝင်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တောင်းဝင်ရှိတယ်အေးဘာဖြစ်လဲတောင်းဝင်ရှိလို့ကျွန်တော်ပြောတာမင်းတောင်းရတိကိတ်တိကိတ်ပဲရှိမဟုတ်လေအဲ့ဒါဘုံပဲမမေးလာတမျိုးလုံးတောင်းဝင်ရှိတယ်မေးရတယ်တောင်းရှိတတ်တယ်ဘုံကြီးတောင်းယူလာအေးတတ်တယ်ဘုံတောင်းဝင်ပေးတာလေတတ်တယ်ဘုံတောင်းဝင်ပေးတာလေတတ်တယ်ဘုံပေးပါတောင်းဝင်ပေးလေတတ်တယ်ဘုံကတော့တောင်းဝင်ပေးလေကျေးဇူးပါဆားရကျေးဇူးပါတတ်တယ်ဘုံကိုမေးတတ်တယ်ဘုံကိုမေးမေးစရာမလိုငါခုတတ်တယ်ဘုံကိုခုကတောင်းခုတတ်တယ်ဘုံဖုံးစားပါဆက်ဆက်ဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ဆက်ဆက်ဆက်ခုဆက်ပါခုဆက်ပါပြောမယ်မေးပြောမယ်ငါလည်းပြောမယ်ဟုတ်လားကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော် ဒါပြင်မိထီလာပြူစောတီခေါင်းဆောင်ဇော်ယူထွန်းကမေလ23ရက်နေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာမိထီလာမျိုးနယ်အတွင်းစစ်မှုထမ်းအစားထုတ်ရန်ငွေကောက်ခံမှုများဟာတရားမဝင်ကြောင်းလူစားထုတ်ရန်အတွက်အလုတ်သွားအလုတ်ပြန်လမ်းမော်ကတွေ့ကြရလူငယ်များကိုဖမ်းဆီးနေခြင်းကြောင့်ပြည်သူများဟာစိတ်မလုံးချုံဖြစ်နေရကြောင်း မိထီလာမှာညပိုင်းပြည်သူများပေါ်တာဆွဲခံရမှာကိုစိုးရိမ်ပြီးတော့အပြင်ကိုမထွက်ကြကြောင်းမိထီလာတမျိုးလုံးညပိုင်းမှာ၆ကတ်တိတ်ဆိတ်နေကြောင်းစစ်မှုထမ်းလူစားထိုးရန်မိထီလာတစ်တစ်သုံးတက်ထဲမှာသိန်း80ပေးခဲ့ရတဲ့လူငယ်များရှိကြောင်းကျေးရွာတိုင်းမှာနိုင်စဉ်သိန်းပေါင်းများစွာစစ်မှုထမ်းဆက်ကြီးတွေပေးနေရကြောင်းစစ်မှုထမ်းကြီးကောက်ခံတဲ့တာဝန်ရှိသူများကိုအရေးယူရမှာဖြစ်ကြောင်းစသဖြင့်ရေးသားဖော်ပြထားပါတယ်အဲ့ဒီဇော်ယူထုံးကလေးတက်ကအုတ်ခွဲတက်ကြကြီးကနေပြီးတော့စေးကြပြီးထွက်လာတာ အရင်ကမြောက်ရီရုတ်တံမှာပါအင်တာဗျူးတွေပါတွေလုတ်ဖူးတယ်အင်မတန်မှဆိုးတာပြူစောတိခေါင်းဆောင် လုံနေတယ်မေလ15ရက်နေ့မှာအဖမ်းခံရတယ်သူကစစ်မှုထမ်းစက်ချေးတွေကိုစစ်တပ်ကကောက်နေတာကိုအေးအေးယူတင်နေဆိုပြီးတော့မေလ13ရက်နေ့မှာသူ့ရဲ့ Facebook ကနေတင်တယ်အဲ့ဒါမှဖြစ်ခင်ကသူတာဝန်ကျတဲ့မိထီလာတိုးဂိတ်မှာဗိုလ်မှူးဝေဖြိုးဆိုတဲ့သူနဲ့ကားမှန်မချလို့ပြဿနာတက်တယ်သူတာဝန်ကျတဲ့ဂိတ်မှာပဲ သူ့ကိုဝင်ဖမ်းတယ်လို့ကြားတယ်မဘာသာစစ်တပ်ထောက်ခံသူစစ်စစ်ပါလို့မိတီလာမျိုးကနိုင်ငံရေးလှုပ်ရှားသူတို့ကပြောပြထားပါတယ်စစ်ကောင်စီဘက်ကတော့ပြူစောဒီခေါင်းဆောင်ဇော်ယူထွန်းကိုပြန်လည်ဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြားစေရန်ရည်ရွယ်ကလူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများကိုပြုမှုလှုံ့ဆော်နေတဲ့ဇော်ယူထွန်း Facebook အကောင့်ပိုင်ရှင်ဖြစ်သူမန္တလေးတိုင်းမိတီလာမျိုးနဲ့ရံမျိုးအောင်ရက်ွက်နေဇော်ယူထွန်းအား2025ခုနှစ် မေလ15ရက်နေ့မွန်လွဲတနင်္လာ20မိနစ်မှာဖမ်းဆီးပြီးတော့သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့မေလ16ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်စစ်တပ်ထောက်ခံသူပြူစောတီခေါင်းဆောင်ဇော်ယူထွန်းကစစ်အာဏာရှင်ဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားတဲ့ပြည်သူအယောက်20ခန့်ကိုကိုယ်တိုင်ဖမ်းဆီးခဲ့သူတအုပ်ဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်ကိုခြေတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒရားညီနောင်မှာပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သားအများအပြားထိခိုက်ဒေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ22ရက်နေ့ဖားကန့်မြို့ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ခြေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဝါကာမိုင်းနဲ့အရာဖားကန့်လမ်းပိုင်းမှာရှိတဲ့တရားညီနောင်ကိုရရှိနေပြီးတော့ KIA KPDF တပ်ဖွဲ့ဝင်များကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားအများအပြားတိုက်ဆုံပြီးလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အခုလောလောဆယ်နဲ့အရာကိုကြော်လာပြီးတော့တရားညီနောင် နားတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ဒီနေ့လဲမနက်ပိုင်းမှာ Jet Fighter နှစ်စီးနဲ့လာပစ်သွားတယ်။မနေ့တုန်းကရောတနေ့တုန်းကပါနေ့တိုင်းလိုလို Jet Fighter နဲ့၄ချောင်းတိုက်ခတ်မှုတွေလုပ်နေပါတယ်။ အဲ့ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတေဆုံးတာတွေအများကြီးရှိတယ်။နောက်ပြီးတော့သူတို့စီကလက်နက်ခဲယံတိမ့်စီရတာတွေလည်းအများကြီးရှိပါတယ်။တိုက်ပွဲကတော့နေတိုင်းလိုလိုပြင်းထန်နေတယ်။လောလောဆယ်တော့တရားညီနောင်ကိုနည်းနည်းကြော်လာပြီးထိခိုက်ကြဆုံးတာတွေရှိပေမဲ့စစ်ကောင်စီတွေကအသေးခံပြီးကိုတက်လာတာလို့ KIA ရဲ့စီရေးသတင်းရေးမြစ်ကရှင်းပြထားပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များထိမ့်ချုပ်ထားတဲ့လဝါကာမိုင်းနန့်ရဖားကတ်လမ်းမိုင်းနဲ့အင်းတော်ကြီးဖားကတ်လမ်းမိုင်းတို့ကိုပြန်လည်ထိမ့်ချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူးပေါင်းကအင်အား600ကျော်တင်ကား2စီးလို့နဲ့ဖားကန်ကိုခြေတက်လာနေခြင်းဖြစ်ပြီးတော့28ရက်ကြာမြင့်လာပြီဖြစ်တော့လဲဖားကန်မျိုးကိုရောက်ရှိလာခြင်းမရှိသေးပဲလဝါကာမိုင်းနတ်ယာဖားကန်လမ်းပိုင်းမှာရှိတဲ့ဒရာညီနောင်မှာ KIA နဲ့ KPDF တပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာဖားကန်မျိုးအခြေဆိုင်တပ်မဂုံးကလက်နက်ကြီး3လုံးနဲ့ပြစ်ကူပေးခဲ့တယ်လို့သိရပါတယ် ်မနေ့ညကလည်းဖားကတက်မကုန်းကနေပြီးတော့တိုက်ပွဲဖြစ်တဲ့ဖားကလမ်းဘက်ကိုလက်နက်ကြီးနဲ့တုံးချက်ပစ်ကူပေးခဲ့တယ်ဖားကမှာတော့အချင်းနေနည်းနည်းငြိမ်သက်နေသေးတယ်ဖားကမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်စခန်းအပြင်တောင်မှတိတ်ပြီးမထွက်ရဲတော့ဘူး ဖားကတ်တမကုံဖားကတ်ရဲစခန်းကံစည်းပြူဟာကုံမဆွက်ရန်ထန်ရမ်းချက်စခန်းအဲ့ဒီနေရာတွေမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလုံးဝကိုအပြစ်မထွက်ရဲတော့ပါဘူးဖားကတ်မှာက KIA နဲ့ KPDF တပ်ဖွဲ့ဝင်တွေကနယ်မြေစိုးမိုးထိန်းချုပ်ထားပါတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရေးမြစ်ကပြောပြထားပါတယ်အချက်ပါစစ်ကောင်စီကကြောက်စိမ့်အဓိကထွက်တယ်ဖားကတ်မြို့ကိုအဓိကဥတည်ပြီးတော့အင်အား600ကျော်နဲ့စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမန်းစုံမြို့နယ်မြို့သားရဲစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ19ရက်နေ့ည9:00နာရီကအချိန်မှာငန်းစုံမြို့နယ်မြို့သားရဲစခန်းမှာစစ်ကောင်စီတပ်သားအင်အား80ခန့်ထတ်တုံးမြင့်ထားတဲ့အတွက်3.5 kg drone bomb နှလုံး5 kg drone bomb တစ်လုံးစုစုပေါင်းနှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့ရာကင်းမုတ်ဝင်းနေတဲ့စစ်ကောင်စီတပ်သားအုပ်စုအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့စစ်သား9ဦးသေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။နထိုးကြီးဘက်မှာတိုက်ပွဲတွေဖြစ်နေတာကိုစစ်ကူသွားဖို့ အဲ့ဒီဘက်အတွက်ကျွန်တော်တို့အဖွဲ့တွေကဖြတ်တောက်ရေးတာဝန်ယူထားရတာဖြစ်တဲ့အတွက် drone နဲ့တိုက်ခိုက်ခဲ့တာပါ drone နဲ့တိုက်ခိုက်ရေးလုပ်တာကနှစ်ကြိမ်လုပ်တာပထမတစ်ကြိမ်က 3.5kg နှလုံးတစ်ကြိမ်ရယ်ဒုတိယတစ်ကြိမ်က 5kg နဲ့ဘုံးဒီတစ်ကြိမ်သတင်းရထားတာကစစ်ခွေးတွေကဘန်ကာနဲ့အဆောက်အုံနေထဲမှာရှိတာလို့သတင်းရထားတာဘန်ကာမှာကလက်နက်ကြီးစက်ကလေးတွေလည်းထိုင်ထားတယ် တရင်ရတော့ဘန်ကားကိုအရင်ဖြိုးမယ်ဆိုပြီးတော့ဘန်ကားဘောကိုအရင်ချတာဒါပေမဲ့ညခင်းမှာကလေးတိုင်နှုံးကအပြင်းတော့ပထမအချိန်ချလိုက်တဲ့အချိန်မှာဘန်ကားရဲ့အနောက်ဘက်ကိုမှားယွင်းပြီးတော့ဘုံးကသွားကြတာဖြစ်ချင်တော့ဘန်ကားတဲကစစ်ခွေးနှစ်ကောင်လောက်ပဲရှိတာဘန်ကားနဲ့ကက်ရချန်စီယိုတစ်ချောင်းမှာကစစ်ခွေး၁၀ကောင်လောက်ကကင်းမုံဝင့်နေတာအဲ့ဒီကင်းမုံအုပ်ကြီးတွေကိုသွားကြတာဒုတိယတလုံးကတော့စစ်ခွေးတွေနေထိုင်တဲ့နေရာကိုချနိုင်ခဲ့ပါတယ်နောက်ဆုံးရတဲ့တရင်ကတော့၅ကောင်သေးတယ်၄ကောင်အပြင်းထန်ဒဏ်ရာရတယ်လို့ကြောက်စဲခင်အမှတ်၁၈၄၄ဒရုန်းတက်ရင်က တိုက်ရင်မှုဆရာလေးကပြောပြထားပါတယ်။တေဆုံးသွားတဲ့စစ်ကောင်စီတပ်သားများကိုတင်းကြိုင်ကုန်းကိုတွားရောက်မမြုပ်နှံရဲတဲ့အတော့ရဲစခန်းအတွင်းမြေချင်းတူကတကြိုးလိုက်ရတယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူများကိုလည်းစခန်းအတွင်းမှာဆေးကုသပေးနေပြီးတော့မေလ20ရက်နေ့မနက်ပိုင်းမှာမြို့သားရဲစခန်းအတွင်းကိုစစ်ကား3စီးနဲ့အင်အားတွေထပ်ဖြည့်နေတယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုကြောက်စဲခရိုင်အမှတ်၁၈၄၄ drone တက်ရင်မြင်းညာခရိုင်အမှတ်6တက်ရင်နဲ့ငန်းစုံမြို့နယ်ပကဖတို့ကပူးပေါင်းကတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်ကြောင့်ပြိုကျသွားတဲ့မန္တလေးမြို့ Sky Villa Condo ကနေပြီးတော့ရုပ်အလောင်းပေါင်း150ကျော်ကိုတွဲရှိထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ကြီးအပီးတလခွဲကျော်ကြာမြင့်လာပေမဲ့ Sky Villa Condo ရဲ့အပြက်စီးတွေရဲ့အောက်မှာရုပ်အလောင်းတွေကိုရှာတွေ့နေဆဲဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့3ရက်အတွင်းက Condo ရဲ့အဆောက်အဦ B အဆောက်နဲ့ C အဆောက်တွေကိုရှင်းလင်းရမှာတနေ့ကိုရုပ်အလောင်းတစ်လောင်းစီရှာတွေ့ခဲ့တယ်လို့ မိသက်ဦးစီးဌာနကဖော်ပြထားပါတယ်ဒီကနေ့မေလ22ရက်နေ့အထိဆိုရင် Sky Villa ကွန်ဒိုကနေရုပ်အလောင်းစုစုပေါင်း154လောင်တွေ့ရှိထားပြီးဖြစ်ပါတယ်အဲ့ဒီရုပ်အလောင်းတွေထဲမှာအမျိုးသား52ဦးအမျိုးသမီး82ဦးကလေး73ဦးနဲ့ကြားမမခွဲနိုင်တော့တဲ့ရုပ်အလောင်း6လောင်ပါဝင်တယ်လို့သိရပါတယ်ရှော့ပွေကယ်ဆယ်ရေးသမားတွေကတော့အပြည့်စည်တွေအောက်မှာရုပ်အလောင်းတွေအများပြားကြန့်ရှိနေအောင်မယ်လို့ယုံကြည်ထားကြပါတယ်ငလျင်မလုတ်ခတ်ခင် match လ28ရက်နေ့အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဥယျာဉ်စုစုပေါင်း 348ဦးရှိတယ်လို့မန္တလေးတိုင်းထွေအုပ်ရဲ့စည်ရင်းတွေအရသိရပါတယ်။ငန်လျင်အပီပြိုကျသွားတဲ့ကွန်ဒိုအပြစ်စီးတွေထဲမှာပိတ်မိနေတဲ့သူတွေကိုရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရမှာတော့အသက်ရှင်လျက်နဲ့52ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့မိသက်ဦးစီးကပြောပြထားပါတယ်။မန္တလေးမြို့လမ်း60 23လမ်းနဲ့24လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကိုစက်တထက်စီရှိတဲ့အဆောက်အဦလေးလုံးနဲ့ဖွဲ့စည်းထားပြီးတော့ငလျင်တန်းခံရပြီးတဲ့နောက်မှာတော့အဆောက်အဦ၃လုံးပြိုကျသွားခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ်အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်တရင်စည်ရေးတရင်နဲ့နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ